ဗဗီလေးတွေမှာနှာခေါင်းနောက်မှာပေါ့ချွဲတွေဖြစ်နေတဲ့ဟာကိုပြောခြင်းရဘယ်လိုလုပ်ရမလဲနောက်ပြီးလဲဘေးမှာဆိုပြီးလဲဒီချွဲတွေကျက်နေတာဆိုရှင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မှအဲဒေါက်တာကိုမေးထားကြတယ်ပေါ့နော်အဲ့တော့နှာခေါင်းနောက်မှာချွဲကျက်တာအတွက်ဆိုလို့ရှိရင်ဆုပ်ထုတ်ရတာတယ်နောက်ပြီးစားရည်ထည့်ပြီးတော့မှထုတ်တဲ့ဟာရဲ့ဟာကြနှစ်ခုလုံးမှာကြတော့အကောင့်မှာတင်ထားပြပါပြီအဲ့တော့အဓိကကကိုချွဲကျက်တာအတွက်ပေါ့နော်ချွဲကျက်တာအတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးကိုဒေါက်တာဒီမှာပြောပြပေးပါမယ်အဲ့တော့ဗဗီလေးတွေချွဲကျက်တယ်ဆိုရင်တော့ဒီချွဲပျော်စေးရတော့အဓိကအဖြစ်တော့၃နှစ်ကျော်လောက်မှာပဲစားပြီးတော့မှတိုက်လို့ရတာပေါ့နော်အဲ့တော့ဒီ၃နှစ်ယောက်ကလေးတွေမှာဆိုလို့ရှိ ေးချွဲချက်တယ်ဆိုရင်တော့တော်တော်ခံရခက်ပါတယ်အဲ့ခါကျတော့ဘယ်လိုလုပ်လို့ရလဲဆိုရင်ချွဲရတော့ပေါ့နော်သူအချိုးတွေမစားတော့ဘူးနောက်ပြီးတော့ကျမကြီးလက်သေးချာပေါ့နော်လိုက်စားမယ်ဆိုလို့ရှိတော့ချွဲရသူ့ပတ်သက်သူပြန်ပြီးမျိုးချပြီးတော့ဝမ်းထဲမှာပါသွားမှာပါအဲ့လောက်တော့ပူစရာမလိုပါဘူးဒါမှမဟုတ်ချွဲကိုထုတ်ပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ထုံနည်းလေးတော့ရှိပါတယ်ဒါပေမဲ့လည်းဒီဟာကျတော့အခုပြပြပေးမယ်ပေါ့နော်ပြပြပြီးလို့ရှိရင်တော့ဟိုကသာလိုက်လုတ်သိမလုတ်သိတော့စဉ်းစားကြည့်ပေါ့နော်ဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်ကလေးလေးကကျတော့ဒီတစောင်းလေးကိုလှည့်ထားပြီးသွားလို့ရှိရင်ဒီစားရည်လေးပေါ့စားရည်ဒီဘူးကြီးမဟုတ်ဖ ೇನೆ ဘူးသေးလေးလည်းရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီတော့လောက်ဆိုက်ရှိတဲ့ဘူးလေးဆိုလို့ရှိရင်လည်းရ တယ်ပေါ့နော်တွေ့နေကြစားရည်ဘူးလေးပေါ့နှာခေါင်းနဲ့ဆက်ချရည်ဘူးလေးပေါ့အဲ့ဒါလေးနဲ့ဆိုရင်ကလေးရဲ့ဒီအာခေါင်းလေးကိုဆိုစားရည်လေးထည့်ပေးပါမယ်ဘာလို့လဲဆိုတော့အိတ်ကြတော့မှဒီစားရည်နဲ့ဒီချွဲတွေကပျော်သွားမှာပလို့ပေါ့နော်ပြီးသွားလို့ရှင်ကြတော့လေဘင်းလေးကိုကကြတော့ဒီအောက်ကနေပြီးတော့မှာပေါ့နော်ဒီအပေါ်ကိုတော့နှိပ်ပေးတဲ့သဘောအနေနဲ့ပေါ့နော်ဒီရင်မလေးတွေကိုနှိပ်ပေးတယ်ဆိုလို့ရှိရင်ချွဲလေးကကြတော့သူ့ပတ်သက်သူပျော်ပြီးတော့မှထွက်လာပါလိမ့်မယ်ဒါပေမဲ့ဒီနီးလန်းကကြတော့ကိုယ့်ဘာသာအိမ်မှာတော့မလုံတင်မှုလို့ပြောလို့ရရယ်ပေါ့နော်ဘာလို့လဲဆိုတော့နှိပ်ရတာရယ်လေဘင်းကြီးဖြစ်နေလို့ပါလေဘင်းကြီးဖြစ်နေတဲ့အခါကျတော့ကလေးကကြတော့လေဘင်းကြီးလိုက်တယ်လို့ဖြစ်သွားမှာလေဘင်းကအ ရိုးတွေကျိုးသွားမှာလေဖင်းကရိုးကျိုးတယ်ဆိုလို့ရှိရင်သေသွားမှာပေါ့နော်အဲ့လိုဆိုတော့ဒါတွေစိုးရင်ရတဲ့အတွက်ကြောင့်မလို့တော့ကြောင့်လေဖင်းတွေကနေပြီးတော့ထုတ်နေနေမှာဒီအသက်ရှူတန်းကြောင့်လည်းဝင်နေဆိုချင်အသက်ရှူချက်ပါဒါလိုမျိုးတွေစိုးရင်ရပါတယ်အဲ့တော့သုံးဝိုင်းနီလန်လေးကတော့ရှိပေမဲ့ဒါပေမဲ့အိမ်မှာတော့လုပ်ဖို့တော့အလောက်မသင့်တော့ဘူးပေါ့နော်ကိုကကြတော့ကျမကြီးနဲ့ပတ်သက်တဲ့ professional မဟုတ်တဲ့ခါကြတော့ဘယ်လောက်ထိအားသုံးရမလဲအားမသုံးရမလဲဘယ်လိုလုပ်တာမှန်လဲ position တွေမှားနေလားဒါလိုမျိုးတွေစိုးရင်ရတဲ့အတွက်ကြောင့်မလို့ baby လေးတွေငယ်တဲ့ခါမှာတော့ဆွဲပြော်ဖို့အတွက်ကတော့သူ့ဘာသာသူပဲပေါ့နော်သဘာဝအတိုင်းပဲဒီ one နဲ့ပါပြီးတော့မှသွားဖို့ပဲ ှိတယ်ပေါ့နော်ဒီ၃နှစ်ကျော်ပြီဆိုလို့ရှိရင်ကတော့အချွဲပြောစေးစပြီးတော့မတိုက်လို့ရပါပြီအဲ့တော့ကလေးလေးတွေကချွဲတွေပေါ့နော်ထွက်တယ်ထောက်ဆိုးရဆိုခံရတာခက်တဲ့အတွက်ကြောင့်မလို့ life sign လေးကိုစိုက်ပေးပါအချိုးတွေအရင်မကျွေးပါနဲ့အချိုးတွေဆိုလို့ရှိရင်သဘာဝအချိုးလေးတွေကျွေးလို့ရပါတယ်အဲ့လိုမျိုးပေါ့မုန့်တွေပေါ့နော် snack တွေလေပေါင်းမုန့်တွေဒီလိုမျိုးတွေဆိုအချိုးအရင်လွန်ခဲ့တာကိုရှောင်ပေးပါ